ကဲထုံးစံတိုင်းတော်လိုင်းပြည်သူတွေအတွက်တော်လိုင်းမနခင်ပါလို့နှုတ်ဆက်ရင်းလိုက်အမေရိကန်ရဲ့မင်္ဂလာမနခင်ပါနှုတ်ဆက်လိုက်ပါအဒီကနေ့တော်လိုင်းပြည်သူတယောက်ကကျွန်တော်မေးလာတယ်မအားလို့နိုင်ပါမလားအဲ့တော့ကျွန်တော်ရဲ့အဖြေအရအားလုံးဝိုင်းဝန်းပြီးစူးစမ်းနေတဲ့အတွက်ကျွန်တော်နိုင်ပါပါ နိုင်ပါပါလို့သာပြောရတာပါတကယ်တမ်းကြတော့လေကျွန်တော်လည်းဆိုရင်ပါတယ်။မအောင်ကျွန်တော်တို့ဆိုရင်လည်းဆိုတစ်ဖက်မှာတော့ PPO ဝါနဲ့အောင်ပွဲတွေဆင်းနေနိုင်ပြီမဲ့တစ်ဖက်မှာတော့ကျွန်တော်တို့အိမ်နီးနာချင်းတရုတ်ရဲ့ဖိအားကြောင့်လက်လော့အရှုံးပေးနေရတွေ့ ဲဘာကြောင့်ဖြစ်လာလဲဆိုတော့ကျွန်တော်တို့ကိုချောက်ပေါ်ကိုမရက်တည်နိုင်တဲ့အကြောင်းရင်းနေလို့ပြောရင်ပို့ပြီးတော့မှန်ပါလိမ့်မယ်တော်လိုင်းပြည်သူတွေအနေနဲ့ကလည်းကျွန်တော်ထောက်ပံ့မှုလေးတွေအားနည်းလာတာပေါ့ဆိုဒီလားဆိုရင်ပဲကျွန်တော်ရှိပါတလား30နဲ့ ထောက်ဖို့ပေးရသူတယောက်မှရှိကျွန်တော်တယောက်ပဲတလား30နှုန်းနဲ့ကျွန်တော်ကတော့ဒါထုံးစံတိုင်းစိုက်ထုတ်ပြီးတော့လုပ်မယ်ထောက်ဖို့မယ်ထလား30လို့သာကျွန်တော်ကပြောတာပါเนาะကျွန်တော်ထောက်ဖို့ထားတယ်ရှိပါနေရာတွေဆိုတော့ပြောရရင်တော့နေရာတော့မဟုတ်เนาะကျွန်တော်အမြဲတမ်းထောက်ဖို့နေကြရှိပါတယ်အဲဒီလိုနည်းနဲ့ပဲ ထောက်ဖို့ပြရတာပေါ့အထီးတွေဝယ်ထားရရှိပါတယ်ဘာပဲပြောကျွန်တော်ဒေါ်လာပြည်သူတွေအနေနဲ့ကတော့စိတ်ဓာတ်မကျစေချင်ပါဘူးအဒီနေ့ဆိုရင်မဲ့သတင်းတစ်ခုတက်လာတယ်ရခိုင်မှာအင်အားတွေပြုံးပြီးသွားလို့စာကစားအင်အား900ရေချောင်းကနေထပ်ပြီးတော့ပို့လိုက်ရတယ်ဖက်မှာလည်းဘိုးဘိုးပဲချမ်းပါလဲနေချုံပြီးတော့သွားလို့ ဒီ FD နဲ့တိုက်ပွဲဖြစ်ရင်လည်းထောင်နဲ့ချီတဲ့နေရာတွေပြုတ်ပြီးသွားတယ်ဆိုတဲ့သတိတက်လာတယ်။အဲ့ဒါတော့မှဟိုဆောက်ရှက်မရှိတဲ့မဲလုံးဆိုတဲ့ကောင်က DNN လေးကိုတောင်းယူရမယ်ဆိုပြီးတော့အပြစ်ပေါ်ချထားတယ်။တော့ဒီကောင်လေးဆောက်ရှက်မရှိတဲ့အကြောင်းပြောရမယ်ဆိုရင်တော့မကုန်တော့ပါဘူး။နော်မကုန်ပါဘူး။စစ်ကောင်းဆောင်လုပ်တဲ့ကောင်ကစစ်ရေးကိုသူ့မှာဂီယူမဆိုင်နိုင်ဘူး။ သူတမရဖြစ်ဖို့သူနေရာတည်မြဲဖို့အတွက်ပဲတစ်ချိန်လုံးလိုက်ပြီးတော့သူ့လူကိုစီယုံနေမဲဆွယ်နေစေဦးစီးကျောက်တယောက်ကလိုက်ပြီးတော့မဲဆွယ်နေရတယ်ဆိုတာမြန်မာတိုင်းတနိုင်ငံတည်းပဲရှိမယ်လို့ထင်ပါတယ်အဲ့တော့ဆောက်ရှက်မဲ့ပြီးတော့အကျင့်သိခါမရှိเนาะပြည်သူပေါ်မှာတောင်းမကြည်တဲ့ဒီလိုកောင်မျိုးဟာအ мян ဆုံးပြုတ်သွားမှာ ကျွန်တော်တို့တိုင်းပြည်ဟာအေးချမ်းချမ်းနဲ့နော်တာယာဝါပြောစွာနေရပါမယ်။ဒါကြောင့်မို့တော်လိုင်းပြည်သူတွေအနေနဲ့စိတ်ဓာတ်မကျပြေခြင်းပါဘူး။ဒီချက်ပို့ပြီးတော့ကျွန်တော်တို့ရဲ့စိတ်ဓာတ်ကိုမြင်ရကျွန်တော်တို့မကြာခင်ချိန်တော့တွင်းမှာဒေါ်လာရေးကိုအောင်ပဲခံရမယ်လို့ကျွန်တော်ယုံကြည်ပါတယ်။တော့ကျွန်တော်ကိုယ်တိုင်လည်းဒီလိုမျိုးအဝေးရနေပြီးတော့ပါဝင်ဆောင်ရွက်နေတယ်။ အဲ့တော့ဒီထဲမှာရှိတဲ့သူတွေကလည်းအားကျုံမှန်တက်နဲ့ကောင်းရင်ဆောင်ရွက်ကြပါလို့ပြောရင်းနဲ့ပဲဒီ view လေးစုံသက်ပါတယ်နောက် view မှာပြန်ဆုံးပါ